ဒါပြီးအနှစ်မတွေ့တဲ့တေလေးလို့တို့တို့ခင်ဗျားကပြောခဲ့တဲ့သုတ်တာအများကြီးကြည့်တယ်အဲ့ဒါလိုကြည့်ပေမဲ့လို့လည်းပဲအခုကတော့ဗုဒ္ဓနာကြည့်နေကိုယ်တာခင်စားကြော်ကြသည်ဟဲ့အဲ့ဒါကိုပဲအဓိကတွန်းလောင်းပြီးနေတာဖြစ်တဲ့အတွက်အဲ့ဒါနှစ်ပဲဆိုပြီးတကလားထိတ်ဆန်းနေကြပြီလေတကယ်တို့တို့ဘုရားရဲ့နှစ်ကတို့တို့ကိုလူတွေကသိပြီမသိပြီတို့တို့ကိုသွန်းနေဖို့တင်ပေးတဲ့လူကြည့်ကြည့်မကြည့်ဘူးတို့တို့ကိုတင်ဆန်းနေပေးတဲ့လူကြည့်ကြည့်မကြည့်ဘူး ကိုလွတ်မြောက်နေပြီလို့ဆိုရင်ခုနတော့ကံကောင်းနေခံစားချက်အကောင်းတွေကိုလွတ်မြောက်တယ်လို့ထင်နေတဲ့အဖြစ်ကနေပြီးတော့လွန်မြောက်ပြီးတာလားကိုပတ်နေတဲ့ကိုယ်နှုံနှလုံးလေပတ်မှုတွေလွတ်မြောက်သွားပြီလို့ဆိုရင်ဟာဒီလိုတကယ်အဖြစ်ရှိတယ်ကူအဲ့ဒီလိုမျိုးလို့လွတ်မြောက်တဲ့အဖြစ်ရအောင်ဆိုလို့ရှင်လည်းပဲကိုယ်ကိုယ်နှုံနှလုံးတွေကကိုပတ်နေတာကိုပြီးအောင်ပါမှာကိုယ်ကိုယ်နှုံနှလုံးတွေကကိုပတ်နေတာတွေကဒုက္ခတွေ အဲ့ဒါကိုဒုက္ခလို့မသိဘဲနဲ့အဲ့ဒီကိုယ်တော်နှလုံးအမားတွေကကိုယ်ပတ်နေတာကိုပဲကိုကအမလေးဒါလေးကတော့ချိုးလိုက်တာကောင်းလိုက်တာဒိတ်ကြလိုက်တာဒီလိုပတ်တာလေးခံရတာကိုကခံကြလိုက်တာနဲ့အဲ့ဒီလိုမျိုးလို့တခါတခံစားချက်ကကောင်းပြနေတယ်ခင်ဗျသူလည်းအကောင်းလို့ဖြစ်နေဆိုအာဒီလိုဒုက္ခဘယ်တော့မှလွတ်မြောက်တာကို तू မသိဘူးဒုက္ခမှမသိတာဆိုတော့ဘယ်တော့မှလွတ်မြောက်ရည် तू မရောက်ဘူးအဲ့လိုဒုက္ခမသိဖြစ်ပြီးလွတ်မြောက်ရမရောက်တဲ့ तू ဟာအနှစ်မရှိတဲ့ तू ဘာတွေရှိနေနေအနှစ်မရှိတဲ့ तू ဘာတွေမရှိရှိဗုဒ္ဓနေအကျော်သောတွေလာဘလို့ခေါ်တဲ့ရရှိတာတွေတိလောကလို့ဆိုတဲ့အကျော်သောတွေဘာမှမရှိရှိသက္ကာရလို့ဆိုတဲ့အပူဇော်တွေဘာမှမရှိရှိသူဖြင့်ဒုက္ခကိုသူဖြင့်သွားနေတဲ့ဒုက္ခကိုပြက်ပြက်သားသားသိတာအောင်မှမိပြီးတကလားသူပတ်နေတဲ့ကိုယ်တော်နှလုံးလွန်ကျူးမှုတွေကနေပြီးတကလားလွတ်မြောက်ပြီးသူဟာနေပြီအဲ့ဒီသူဟာတကယ်အမြင့်ရှိတယ်သူကြီးရတာအဲ့တော့ခင်ဗျားတို့က ကိုကိုယ်တိုင်နဲ့အနှစ်ကြည့်အောင်လုပ်ပါကိုကိုကိုအနှစ်ကြည့်တဲ့အတိုင်းခါရဲ့ပြီးပြီးပြင်းပြင်းကိုလည်းပဲကြည့်အောင်လုပ်ပါသူများတွေလည်းတတ်နိုင်သမျှကြည့်အနှစ်ထက်ဝေးနိုင်အောင်ဒါတို့လုပ်ကြပါလို့အဲဒီလိုမျိုးလိုပြောရမှာဗျအဲဒီလိုစိတ်ထားမျိုးနဲ့ကြုတ်ဖြင့်အခုလိုတိသဓမ္မဝမ်းမှန်ဆွေးနွေးပွဲကလေးကိုဒါခင်ဗျားတို့လုပ်ပေးတယ်လို့ပြောရမှာအဲတော့ကျွတ်တို့ဒါတွေးတွေးလာခဲ့တာဟာ၃ရက်ရှိပါပြီနော်၄ရက်ရှိပါပြီနော်ဒီကနေ့ပါဆိုတော့ ဒီနေ့9ရက်ဟုတ်ပါ9ရက်နေ့ပါအဲဒီကနေ့9ရက်ရှိပါ့မလားဒီနေ့မှ4ရက်ပါဒီနေ့9ရက်ရှိပါပြီအဲဒီနေ့9ရက်ရှိပါပြီဆိုတော့ဒီနေ့9ရက်ကဘယ်ရောက်သွားပါလဲလို့ဆိုတဲ့အခါကျတော့သမှုရိယတစ္ဆာနိရောဓတစ္ဆာအပိုက်ဆိုင်ရာတွေကိုနိရောဓတစ္ဆာအပိုက်ဆိုင်ရာအချက်9ချက်ကိုဒီလိုဒီနေ့ဆွေးနွေးမှာဖြစ်ကြတာအဲဆွေးနွေးဖို့ရန်အတွက်ကျွတ်တော့ပြဿနာလေးတွေလောက်ထားတာက မဏိတော်ကသမုဒိယတစ္ဆာကိုအတော်ကြေးပွန်နေအောင်နားလည်ပြီးသွားပြီဖြစ်တဲ့အတွက်ဟောဒီနိရောဓတစ္ဆာပိုက်ဆိုင်ရာဟာတော့ဖြင့်အတော်ကိုလွယ်လွယ်ကူကူခင်ဗျားတို့သိနေကြရောမယ်လို့ထင်ပါတယ်ဒါကျုပ်တို့နည်းနည်းဖတ်ပြမယ်ဒိဋ္ဌိရဲ့ဝိသိဒိဋ္ဌာရဲ့လို့ဆိုတဲ့သမုဒိယကိုပယ်လို့တဲ့အဲ့ဒါသောတာပန်ပေါ့နော်သောတာပန်ကဒိဋ္ဌိလည်းပယ်တယ်ဝိသိဒိဋ္ဌာလည်းပယ်တယ်လို့ဒါပြောတယ်ဒီဒိဋ္ဌိနဲ့ဝိသိဒိဋ္ဌာကဘာဒုက္ခသိပြီးပယ်ရမှာတော့လို့ဆိုတာကိုမနေ့ကသိပြီးခဲ့ အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္ဆာကဘယ်လိုဖြစ်တာတုံးလို့ဆိုတာလဲကျုပ်တို့ကသိသိခဲ့တယ်ဒိဋ္ဌိနဲ့ဝိသိကိစ္ဆာဆိုတာဟာသမုဒယတစ္ဆာနော်လို့ဘာဖြစ်လို့တုံးလို့ဆိုလို့ကြည့်ရင်သမုဒယတစ္ဆာကိုတဏှာလို့ပဲပါမန်သိထားမှဆိုရင်လို့တဏှာသမုဒယောဘဝေဆိုပြီးတော့ယာယုလဘောရထားတဲ့စာတဲ့အတိုင်းတဏှာတခုတည်းလို့သိနေမှဆိုရင်လို့ဘာဖြစ်လို့ဆိုဒိဋ္ဌိကလည်းပဲတဏှာကိုအားပေးတဲ့တဏှာနဲ့ရှင်တဲ့ဒိဋ္ဌိဟိုရင်ဒိဋ္ဌိနဲ့ရှင်တဲ့တဏှာတစ်မျိုးဟုတ်ဗျာ ဲ့တော့ဒိဋ္ဌိဆိုတာဟာတဏှာနဲ့အတူတူပါတဲ့ပစ္စည်းပဲဝိသိကိစ္စာဆိုတာလည်းပဲသူလည်းပဲတမှုရိယပဲဘာလို့လို့တမှုရိယဆိုတဏှာလို့အတားလေးကောက်လိုက်ပြီနဲ့ကိလေသာတွေအကုန်လုံးတမှုရိယအာတဝါတွေအကုန်လုံးတမှုရိယယောဂတွေဩဃတွေအကုန်လုံးတမှုရိယကံဓာတ်တွေနိဝရဏတွေအကုန်လုံးတမှုရိယဥပါဒဏ်တွေအကုန်လုံးတမှုရိယတဏှောစဉ်တွေအကုန်လုံးတမှုရိယအနုတရားတွေအကုန်လုံးတမှုရိယကိလေသာတွေအကုန်လုံးတမှုရိယနဲ့ဒါတော့မင်းကတမှုရိယတွေကိုအကုန်ချက်ပြီးပြေကြောင်ကြတယ် တဏှာတစ်ခုနဲ့သမှုရိယလို့မလုပ်ပေးနဲ့လို့ဒီလိုပြောလို့တာပေါ့ဗျာနော်အဲ့တော့ကျွတ်တော့မနေ့တော့အဲ့ဒါကိုဒိဋ္ဌိနဲ့ဝိသိကိစ္စလဲသမှုရိယပဲလို့ဆိုတာကိုပြောခဲ့တယ်ဒိဋ္ဌိနဲ့ဝိသိကိစ္စသမှုရိယကိုဘယ်လိုဖြစ်တာတုံးလို့ပြောတဲ့အခါကျတော့ဩဒီဒုက္ခတွေဟာငတို့ပါပဲငတို့ဟာဒီဒုက္ခတွေပါပဲလို့ဒုက္ခနဲ့ကိုယ့်ကိုအတူတူလို့ထင်လိုက်တာဟာပြောမယ်ဆိုဒီဒုက္ခကိုပယ်လို့မရနိုင်တော့ အဲ့ဒီဒီဒုက္ခလို့ဆိုတဲ့ကံနဲ့ဝိပက်ရဲ့ဖြစ်ရတယ်ပေါ့ဒီကံနဲ့ဝိပက်ရဲ့ဖြစ်ရတယ်ဟာငရုပါပဲလို့လှုပ်လိုက်တော့သူကငရုမှမဟုတ်ပဲငရုမဟုတ်ပဲနဲ့ငရုပါပဲလို့လှုပ်လိုက်တော့ငရုဝန်းသွင်းပါဟာဒါတော့တို့ပြင်လို့မရတော့ဘူးလို့ဆိုတော့အဲ့လိုမျိုးတိလိုက်တော့ဒီလူဘယ်လိုမှဒါကလွံ့မြောက်နိုင်တဲ့အနေထားမရှိတော့ဘူးလို့ဆိုတော့လွံ့မြောက်နိုင်တဲ့အနေထားမရှိတဲ့ဟာကြီးသိတာလို့ဆိုတော့အလွဲသိတာဖြစ်ဒီအလွဲသိတာဖြစ်တဲ့အတွက်ဒီအသိဘယ်လိုပြောရမှာဆိုတော့မိစ္ဆာ လွဲပြီးတာဖြစ်တယ်မိစ္ဆာပြောအဲ့တော့ဒိဋ္ဌိနဲ့သမုဒိယဆိုတာဒိဋ္ဌိနဲ့ဝိသိကိတ္တာဆိုတာဘယ်လိုသမုဒိယဖြစ်တာလို့ဆိုတော့ဟောဒုက္ခကိုမသိလို့သူသမုဒိယဖြစ်တာဒုက္ခကိုကိုယ်နဲ့အတူတူလို့ပြီးလို့မဟုတ်လို့လွဲပြီးတာဖြစ်လို့မဟုတ်လို့သူမိစ္ဆာဒိဋ္ဌိပြောရတာဒါလို့ဆိုရင်ဒီသမုဒိယဘယ်လိုလုပ်ပေးရမှာလို့ဆိုတော့ဩဒါလို့ဆိုရင်ဒုက္ခနဲ့ငါတို့ကအတူတူမှမဟုတ်ဖဲပဲလို့ကိုညွှန်ကြည့်ဒါလေးသိလိုက်တာပြောတာမဟုတ်လားဗျာနော် ဒီကံနဲ့ကံရဲ့အကျိုးဖြစ်တဲ့ဝိပက်ဖြစ်တဲ့ဒုက္ခတွေ ਨੇ ကျုပ်တို့ကအတူတူမှမဟုတ်ပဲနော်အတူတူမဟုတ်ဘူးလို့သိလိုက်တော့သိတာနဲ့ပဲအတူတူလို့သိနေတဲ့ဟာကပြုတ်ပြတ်သွားတော့တာမဟုတ်လားဗျာပြုတ်ပြတ်သွားတော့ဒိဋ္ဌိပယ်တာဖြစ်သွားတော့ဟောဒိဋ္ဌိနဲ့ဝိသိကိစ္စသမုဒိယကဘယ်လိုပယ်တာတော့လို့ဆိုတော့ဒုက္ခတိနေပယ်တာဘယ်လိုတိတာတော့လို့ဆိုတော့တဏှာဥပ္ပဒုက္ခကဘယ်လိုမဟုတ်ဘူးဒါလေးတိတာပဲမဟုတ်လားဗျာနော် ဒါလေးသိလိုက်တော့ပယ်တယ်လို့ဆိုတာတို့ကပြောခဲ့တယ်ကောင်းပြီဒီလိုမျိုးများဒိဋ္ဌိနဲ့ဝိသိကိစ္စသမှုတရားပယ်တော့နိဗ္ဗာန်ကဘယ်လိုဖြစ်တာတုန်းနဲ့ဒီဒီကနေ့မေးထားတယ်ကနော်အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စသမှုတရားကိုပယ်လို့ဒုက္ခလွတ်မြောက်တယ်လို့ဆိုတဲ့နိဗ္ဗာန်ကဘယ်လိုလွတ်မြောက်ငြိမ်းချမ်းတာတုန်းနဲ့နိဗ္ဗာန်ဘယ်လိုဖြစ်တာတုန်းကမေးတာပါဗျာနော်အဲဒါလေးကျွတ်ကနေပြီးတော့မေးတယ်ဗျာမနေ့တုန်းကဒိဋ္ဌိနဲ့ ဝိသိကိတ္တာဆိုတဲ့သမှုရတွေကဘယ်လိုဖြစ်တာတုံးဟုတ်ပထမပု္ပ္ပာမနည်းကပထမပု္ပ္ပာပြောခဲ့တယ်နောက်တစ်ခါဒုတိယပု္ပ္ပာဖြစ်နေတော့အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိတ္တာဆိုတဲ့သမှုရကဘယ်ဒုက္ခကိုသိပြီးတော့ပယ်တာတုံးဟောဒီလိုလည်းပဲသမှုရပယ်ပုံကျွတ်တော့ဖေးခဲ့ပြောခဲ့တယ်ဗျာနော်ဩဒါဒုက္ခနဲ့လူတခြားကြီးလို့သိလို့ဒိဋ္ဌိပြုတ်သွားတာဟုတ်ဝိသိကိတ္တာပြုတ်သွားတာဟုတ် အဲ့ဒါဒေဒီနဲ့ဝိသီကိစ္စသမှုတရားဘာလို့ဖြစ်တာလဲဆိုတော့ဩဒေဒီနဲ့လူဟောဒုက္ခနဲ့လူအတူတူလို့သိတာကဒေဒီနဲ့ဝိသီကိစ္စပဲလို့ဟုတ်နော်အဲ့ဒါဆိုတော့အခုကျတော့ဘာဖြစ်လို့ဆိုတော့အဲ့ဒီဒေဒီနဲ့ဝိသီကိစ္စသမှုတရားကိုပယ်လိုက်တဲ့အတွက်လွံ့မြောက်ငြိမ်းချမ်းသွားတယ်ဆိုတဲ့နိဗ္ဗာန်ကဘယ်လိုဖြစ်တာတုံးလို့ဒါလေးမေးပါတယ်ကနော်ဒါတော့တိတ်ကိုမသိကြရမကျင်းနိုင်ကြမလဲနိုင်ကြမရှိတော့ဘူးလို့ထင်ပါတယ်ဗျကဲဒါလေးတော့ဖြင့် ခမရတို့တွေကတရားယောဂနေပြီးတော့ပြေးပေးကြပါဒိဋ္ဌိနဲ့ဝိသိကိစ္စသမုဒိယကိုပယ်လို့ဒုက္ခလွတ်မြောက်တဲ့နိဗ္ဗာန်ကဘယ်လိုလွတ်မြောက်နိုင်ချမ်းတာလဲတဲ့နိဗ္ဗာန်ဘယ်လိုဘယ်လိုဖြစ်တာတော့မမေးရပါပဲဗျာနော်ကဲဒါလေးပြေးပေးကြပါဗျာပြေးပါဗျာဦးညွန့်ကြည့်ပြမယ်ဆိုဦးညွန့်ကြည့်ပြရမှာပေါ့ဘုဒ္ဓဘာသာဩဘုဒ္ဓဘာသာဟုတ်ကဲ့ဗျာအဲ့နောက်တယောက်များပြင်မဲ့သူကြည့်သေးလို့ရှိရင်ဦးညွန့်ကြည့်ပြတာမသိမြတ်ဘူးလို့ထင်ရင်ပြပြ ဒီတင်ဦးညွှန်ရှိပြတာကမပြည့်စုံသေးဘူးလို့ထင်ရင်ဖြစ်ဖြစ်တော့မဟုတ်လိုးနေသေးပိုးနေသေးတယ်လို့ထင်ရင်ဖြစ်ဖြစ်ဒါနည်းနည်းပါပါကလေးဖြစ်ဖြစ်ဖြည့်ဖြည့်ကြက်ချက်ကိုအတိထားခြင်းနဲ့ဖြည့်ကြပေးကြပါဦးဘုသူမလိုမျိုးကတော့ဟုတ်တယ်။ဒါနဲ့ခုနကပြောလို့ကာမကာမဘဝယူပဘဝအိပ်ပဘဝဆိုတော့ဘဝသုံးပါးရဲ့ ဝတ်လည်ကိုဝတ်လည်ကိုလွတ်လွတ်မြောက်တော့ဝတ်လည်မှုကကာမကာမနဲ့လေသူကတယ်ကြိတ်ကြီးပေါ်တယ်တော့တော့တော့ပဲကာမဘဝတွေနဲ့လည်းဝတ်လည်တယ်ကြဟုတ်ကဲ့ယူပဘဝရင်းလည်းဝတ်လည်းဟုတ်ကဲ့အိပဘဝဟုတ်ကဲ့အဝန်လိုက်ပြပြီးသွားပြီနော်ပြီးလားဗျာ ဟုတ်လားဒီအပြီးလားလို့မေးတော့ဗျာပြီးလားပြီးတယ်ကိုယ်နိုင်ဖြေတာသုံးမလားမသုံးသေးဘူးလားမသုံးသေးပြောဗျာကာမဘုံမှာလည်းကြိလေသာနဲ့ကာနဲ့ဝိပ္ပတ္တိနဲ့တတ်ယူပါဘုံမှာလည်းကြိလေသာနဲ့ကာနဲ့ဝိပ္ပတ္တိအဲ့ဒီဟာမျိုး သမုဒိယမရှိတော့ဘူးဆိုမြောက်တာဘယ်မြောက်မှာဟုတ်ပြီဒါဝိုးလိုင်းဖြည့်တဲ့အဖြေရဘုရင်ရွှေလည်းဖြည့်ပြီးပြီဝိုးလိုင်းလည်းဖြည့်ပြီးပြီ နောက်တယောက်ယောက်များဖြည့်ခြင်းသူရှိသေးလို့ကြည်ရင်တို့နာရရတယ်ဟုတ်ကဲ့အဲ့ဒါဦးဇာမြတ်ပါဘူး тебе рука, нормалда, тебе иду. Любая, любая, нужна мне. Любая, любая, я же, то не я, ты не пенен, я не знаю, я, 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 အာဒါဘုံတော်ညံကြည့်ရဲ့ဖြေဗျာနောက်တယောက်ညံဖြေခြင်းသူရှိသေးရဲ့ဗျာဟုတ်ကဲ့ဒီနေ့ဒုက္ခအခြားကြီးပေါ်လာနင်းနင်းရအောင် ဟောဟုတ်ကဲ့ဗျာဒါကဘုဗ္ဗညာဖြေတဲ့အဖြေပါဗျာတကယ်လို့ညနောက်ကြည့်သေးရင်လည်းဗျာဗျာဒီအကြည့်တော့ဘူးဆိုရင်တော့ဒါကျုတို့ပြောမယ်ဗျာနံပါတ်36ပါဗျာနော်ဒိဋ္ဌိဝိသိကိစ္စသမှုတရားကိုပယ်လို့ဒုက္ခလွတ်မြောက်တဲ့နိဗ္ဗာန်ကဘယ်လိုလွတ်မြောက်ငြိမ်းချမ်းတာလဲ ဒုက္ခလွတ်မြောက်တဲ့နိဗ္ဗာန်ဘယ်လိုနိဗ္ဗာန်လဲလို့ပြောတော့ပါပဲဗျာနော်ဘယ်လိုလွတ်မြောက်ခြင်းချမ်းသာပဲဆိုတာအမှန်တော့ဒိဋ္ဌိဝိသီရိသသမုဒိယကိုပယ်လို့လွတ်မြောက်သွားတဲ့ဒုက္ခလွတ်မြောက်သွားတဲ့ဒုက္ခဆိုတာမာနိဗ္ဗာန်ပါပဲနော်လွတ်မြောက်တဲ့ဒုက္ခဒုက္ခလွတ်မြောက်မှုပါပဲအဲ့ဒါဘယ်လိုဟာလဲလို့ပြောတာပါပဲအဲ့ဒါမှာဘုရားလိုင်းပြောသလို ဒီကံနဲ့ဝိဘက်ကတော့လူစီမှာလွတ်မြောက်မှာမဟုတ်သေးဘူးဗျ။ဦးညွှန်းရှင်ပြောသလိုလည်းပဲဒီကံနဲ့ဝိဘက်တို့ဟာလွတ်မြောက်မှာမဟုတ်သေးဘူးဗျ။ဘုသောဉာဏ်ပြောသလိုလည်းပဲကာမကံနဲ့ဝိဘက်တွေကလည်းလွတ်မြောက်မှာမဟုတ်သေးဘူးဗျ။ ောလို့ဆိုတော့ तू อ่ะဒိဋ္ဌိနဲ့ဝိသိဒိဋ္ဌာပဲသမှုတရားပဲတာမဟုတ်လားဗျာအဲဒိဋ္ဌိနဲ့ဝိသိဒိဋ္ဌာသမှုဒိဋ္ဌိနဲ့ဝိသိဒိဋ္ဌာဒိဋ္ဌိဖြစ်တာပဲလို့တော့ဝိသိဒိဋ္ဌာဖြစ်တာပဲလို့တော့ဆိုတာမနေ့တော့ကျွတ်လို့ရှင်းခဲ့ကြတာဒိဋ္ဌိဖြစ်တာကဒုက္ခနဲ့လူဟာအတူတူလို့သိတာဒိဋ္ဌိဖြစ်တာမဟုတ်လားဗျာနော် ဝိသိတ္တဖြစ်တာလဲအဲဒီဒုက္ခလူပဲလူလားလူဟာဒုက္ခလားလို့သူတန်တရားဖြစ်နေမထုံရနိုင်သေးတဲ့အပြာဝိသိကိစ္စလို့ပြောရမှာပါနော်အဲ့တော့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္စဖြစ်တာဒီလို့ဆိုရင်ဒိဋ္ဌိနဲ့ဝိသိကိစ္စပယ်လိုက်တဲ့အတွက်ကတော့ဩဒုက္ခလူမဟုတ်ဘူးဟာလူဟာဒုက္ခမဟုတ်ဘူးဟာလို့သိတာပဲရှိသေးတယ်နော်ဒုက္ခကိုသိတယ် ပြီးတဲ့အတွက်ငြိမ်းချမ်းတာဘယ်လိုငြိမ်းချမ်းတာတော့မေးတော့အဲ့ဒီဒုက္ခလူပဲလို့ဆိုတဲ့ပြန်ဖြစ်ကိုမြောက်တော့ဒုက္ခလူလားလို့ဆိုတဲ့တန်တရားမျိုးဝိသိကိစ္စမျိုးလဲဥစီကိုပြန်မြောက်တော့ဝိသိကိစ္စမရှိသွားတော့နော်ဝိသိကိစ္စမရှိတဲ့အတွက်ဩလူနဲ့ဒုက္ခအတူတူလေလားကွာလို့ဆိုတဲ့တန်တရားတူဒီမှာရှိဘူးနောက်တစ်ခါလူဟာ ဒုက္ခနဲ့တခြားကြီးလားတခြားကြီးပါကွာလို့ဆိုတဲ့အတွေးတန်အတွေးအတွေးအမြင်မျိုးလဲသူ့စီပြန်မရောက်တော့အဲ့တော့ဒုက္ခနဲ့လူကတော့တခြားမှတခြားကြီးလို့ဆိုတဲ့အဖြစ်ကိုသိလိုက်တာကြောင့်အဲ့ဒီဒုက္ခဟာလူနဲ့အတူတူလားဆိုတာရဲ့လူနဲ့အတူတူပဲဆိုတာရဲ့အဖြစ်ကငြိမ့်သွားတာမဟုတ်လားဗျာ ဟုတ်ဘူးနော်ကဲအဲ့ဒါငိမ့်တဲ့အတွက်ဘာငိမ့်မှာတော့လို့ပြီးတယ်ခင်ဗျာဒီလိုဒါအဲ့ဒါအဲ့ဒီငိမ့်တာကနိဗ္ဗာန်ပဲဗျာဟုတ်ဘူးနော်ဒီလိုဆိုရင်နိဗ္ဗာန်ဆိုတာသောတာပန်ရဲ့နိဗ္ဗာန်ပေါ့နော်ဒိဋ္ဌိဝိသိကိစ္စသမုဒယပြုတ်တဲ့ပြုတ်လို့ရတဲ့နိဗ္ဗာန်ပေါ့နော်ဒီသောတာပန်ရဲ့နိဗ္ဗာန်ကဘာတုံးလို့မေးလို့ကြည့်ရင်အော်ဒုက္ခနဲ့ငရုကအတူတူလို့ဘယ်လိုမှကိုပြန်သတ်လို့မရတော့ဘူး ဒုက္ခနဲ့လူဟာအတူတူလေလာလို့ဆိုတဲ့တန်တရားတော်သူထိုးလို့မရတော့အဲ့ဒါလိုထိုးလို့မရတာကိုဒိဋ္ဌိဝိသိကိစ္စာတို့ရဲ့ဒီရောဒဒိဋ္ဌိဝိသိကိစ္စာတွေအကျင်းမဲ့ချုပ်သွားတဲ့နိဗ္ဗာန်လို့ဒီလိုပြောပြီနော်ဟာဒီနိဗ္ဗာန်လည်းမရင်းလာပါလားမရလာပါလားလို့ဖြင်းဖြင်းပြကြီးမဟုတ်လားဗျာတကယ်တော့အဲ့ဒါ တော်တော်ကြီးရပါတယ်ဗျချက်ကြည့်ရမှာပေါ့ဗျာနော်ချက်ကြည့်ရမယ်ဆိုသူကဘယ်လိုပြောလဲဆိုတော့ဟို အခြေတော်မှနေတော့အခြေတော်ဆိုမိုးပေါက်ကြမှနေတော့အများတို့လည်းသူကပြောဦးမယ်ဒီမှာလေဒီအကြောင်းရာသူ့ဒီကိုအခုဒေါက်တာမောင်မောင်တွေးရဲ့အဖေပေါ့ဥပသိန်ကသူ့အိမ်သားမှာရှိနေတဲ့တေယုတ်မကြီးတယောက် သူကမောဟဝိပဿနာတရားအားထုတ်တဲ့သူဆိုတော့မောဟတရားကိုလေပဋိစ္စသမုပ္ပါဒ်ကိုလေနားတဲ့အလေးထားကြည့်။ဒါနဲ့ဩအဲ့ဒါတဲ့ကောင်းအောင်တော့ဒီပဋိစ္စသမုပ္ပါဒ်ကိုလေတော့သူ့ကိုအနာခံဦးမှာပဲဆိုပြီးတော့အဲ့ဒီကျိုးကိုကျိုးတို့ရဲ့ပဋိစ္စသမုပ္ပါဒ်ကျိုးကိုလေသွားပေးတယ်တဲ့။သွားပြီးတော့ဟာအဲ့ဒီဘုန်းကြီးကိုကျမတွေ့ရင်လေလို့အဲ့ဒီတရားမကြီးကပြောတယ်။အဲ့ဒီတရားမကြီးကပြောတဲ့အခါကျတော့အင်းပို့တာပေါ့အဲ့ဒီလို့ သိသိတော့မပါဘူးပေါ့ဗျာဘာလို့ဆိုတော့ဘုန်းကြီးကလည်းပဲသူတို့သိတဲ့ဘုန်းကြီးလို့မဟုတ်ဘူးမဟုတ်လားဒါနဲ့ဒီနေ့တော့တရားမကြီးကသူ့မွေးနေ့ဖြစ်သူ့မွေးနေ့ဖြစ်တော့သူ့မွေးနေ့ကိန်းမှုနေပါပြီလို့လို့ပေါ့လေအဲဒီကနေ့ကတော့ကြာကြီးလိုက်ကိုပို့အောင်ပါသူကသိတယ်ဒီမှာကားနဲ့ကားပေါ်တာတက်တော့သူကသူ့မိကြီးတွေနဲ့ကားတွေနဲ့သူလည်းဘိုးကြလာတာပေါ့ဗျာ ဒါတော့ဟိုဘိုးကြအဝင်ဝါလောက်မှာပဲကားရထားခဲ့ရပြီဘယ်လိုလဲကြီးကြီးလာတာပေါ့ကြီးလာတော့ကျုပ်ကျောင်းကိုသူတို့ဝင်လာကြတာအကျောင်းကလည်းဝေးကြီးမဟုတ်လားအပေါက်နဲ့ကျုပ်ကျောင်းတာလူတွေတန်းစီလို့လာနေကျင်လောင်းလဲတယ်လို့ပဲခေါင်းပေါ်မှာအဲ့ဒီအမျိုးသမီးရဲ့ခေါင်းပေါ်မှာမုံပန်းလေးရွယ်ဥပသိန်းလည်းမမြင်ဘူးဥပသိန်းကတော့ဆုံးอ่ะအဲဒီလူတွေတော့ကျောင်းတော့လွှဲလာပြီဖြစ်နေလို့ အဲသူကလည်းဒီလိုပဲအောင်မယ်ငါးသီလာတော့မဟုတ်ဘူးလို့ငါးသီလာတဲ့ပိဋကဒီလိုဂိုင်းဆိုင်မျိုးကြည့်ရဘူးအဲအဲ့လိုဆိုတော့ဒီလူတွေကတော့ကြောင်းလွဲလာပြီလို့ကျုပ်စီတယ်မှာလွဲတဲ့အကြောင်းပြောဖို့ရန်အတွက်ဒီကလည်းနှံ့နေရတာပေါ့ဗျာကိုယ်အတန်မီလောက်တဲ့အချိန်ကြာရင်ငါတို့ဘယ်သွားမလို့တော့အဲ့ဒါလွဲနေတာလို့သူကပြောမလို့အဲ့လိုနှံ့နေတော့နောက်ထပ်ဥပဒေကြီးရတာဥပဒေကဒါငါကြောင်းလာတာပဲဖြစ်ပါလို့ဥပဒေပါတယ်ပြင်တော့ဒီလိုနေနေ အဲလူရင်းမြင်လိုက်တဲ့သူ့တယောက်တည်းပါတာသိတယ်လို့ပြောတယ်။ဒါနဲ့ तू ကလာတော့ကျုပ်ကြောင်းလည်းပဲနှကန်းပတ်လေကြောင်းလေးပါ။နှကန်းပတ်လေကြောင်းလေးဆိုတော့အဲ့ဒီကြောင်းလေးပေါ်မှာပဲသူတို့အဲ့ခံတယ်သူကလည်းကလထိုင်လေးတလုံးနဲ့။ဒါနဲ့အတော်ကြီးကသူ့မွေးနေ့ဖြစ်တယ်သူဒီလိုကျုပ်ကြီးကိုလာခြင်းရဲ့အကြောင်းတွေကိုဒီကပါကုတ်ပြောတာပေါ့ဗျာ။ပြောတော့မှတခါတည်း ဩလို့ငါတော့သူကနေပြီးတော့တခုတ်တရားကြီးဘယ်လိုကြီးလာလဲရချတာငါတို့ဘာပေးရပါမလို့ပေါ့ကိုကစဉ်းစားရတာဘောဆိုကိုကျေးဇူးပြုတဲ့လူတယောက်ကိုကိုကလည်းပဲကျေးဇူးရလည်းပဲပြန်ဖတ်ရမှာမဟုတ်လားဗျာကျေးဇူးသိတတ်တဲ့လူတယောက်ဆိုတော့အဲ့ဒါကျေးဇူးပြန်ဆက်တယ်ဆိုတာဩငါဘာအတိမြန်ပေးရပါမလို့ဒီတယောက်မှညတော့ဘာအတိမှလည်းငါတော့ပေးလို့ရမှာမဟုတ်ဘူးပေါ့အဲ့ဒီလိုမျိုးလို့ဖြစ်တယ်ပေါ့ ဲ့လိုကျုပ်ကလည်းသူ့ကိုပြောရတာပေါ့လေကဲခမားပြင်ကျုပ်ကိုဒီလိုခမားမွေးနေမှာကြိုးတကုတ်နဲ့ကျုပ်စီကိုလာလိုက်တာဆင်းဆင်းရဲရဲနဲ့ဒါခမားပြင်တကယ့်ကိုပဲဒီလိုလာလိုက်တာအတွက်ကျုပ်ပြင်ဝမ်းသာပါတယ်အဲ့ဒါအတွက်ခမားတော့ကျုပ်ကသူ့တခုပေးချင်တာလေပြန်ယူမလားပေါ့ကျုပ်ပေးတယ်သူအာယူမှာပေါ့ခရားပေါ့အဲ့ကိုလည်းဒီလိုပြောတာပေါ့ကျုပ်ကအကောင်းဆုံးသူ့ပေးမှာလို့ အကောင်းဆုံးတကအကောင်းဆုံးစုကိုပေးပါလို့အဲဒီလိုကလည်းကျုပ်ကလည်းကြော်ညာလိုက်သေးတာလားအဲ့တော့ခင်ဗျဘာသူပေးမဲ့ပြင်တော့ပေါ့ဘာသူပေးမဲ့တင်သူလည်းဘယ်ဒီမှာတော့ပေါ့သူများမှမပြောသေးတာဆိုတော့ဒါနဲ့အကောင်းဆုံးခင်ဗျခုပေးပါလို့ခင်ဗျဘာသူဘာသူလို့တင်တော့လို့ဆိုရတာကြသူမပြောဘူးကြည့်တယ်လေအဖိုးတန်ရမယ်လို့အဲ့ဒီကူပါလေဝေတယ်လေအဖိုးတန်ရမယ် ဒီဒီဥဒ္ဒါရီတဲ့ကိုဘုဒ္ဓံရမယ်ဗျာလို့အဲ့ဒီသူ့ကိုကျုပ်ကပေးမှာလို့အဲ့ဒါဘာသူ့လို့ထင်တော့လို့ကျုပ်ကလည်းမေးတယ်သူ့မေးလို့လုပ်နေရတာပေါ့ဗျာသူလည်းမသိဘူးပေါ့မသိဘူးလို့ဆိုတဲ့အခါကျမှကျုပ်ကနေပြီးတော့ကဲဘယ်လိုဆိုရင်ကျုပ်ပြောမယ်နော်လို့ကျုပ်ပေးမယ်သူခမညာကျုပ်ဟောတဲ့တရားကျိုးဝေကိုလို့တနစ်တီးပြီးတရက်မှမပြတ်အောင်နာဗျာလို့ကျုပ်ကပြောတဲ့သူ့ကိုပေးမယ်လို့ ပြောပြောတာပေါ့။ဟင်းကူပါပဲ။ဒါဒီဥပါကြီးလေတကားလဲ။ဒါအများကြီးရင်ကျွေးတဲ့တန်တဲ့၊ဝေးတဲ့တန်တဲ့ပေါ့လေ။သူတွေကဒီမှာဟောရတာ။အဲ့တော့ဘာဖြစ်မှာတော့ဆိုတော့တနစ်တီတီကမြတရက်မှမပြောင်းဟောဒီတရားကျိုးတကွေတဲကိုခင်ဗျားနားနေလို့ရှိရင်လို့။အဲ့ဘာဖြစ်မှာတော့ဆိုတော့ကျုပ်ကအလုံးစုပေးလိုက်တာတော့လို့ခင်ဗျားအရာစုမဟုတ်ဘူးလို့။ အလုတ်ခုလုံမှအဲ့ဒီအရာသူပတ္တသူရလာပါဗျာအဲ့တော့တနေ့ဒီခင်ဗျာအဲ့ဒီတရားကျိုးကိုမပြတ်အောင်တရားမှမပြတ်အောင်ဒါခင်ဗျာနာရင်လို့ခင်ဗျာဘာဖြစ်လာမလဲခင်ဗျာကောင်းဆုံးရမှာလို့အဲ့ဒီခါကျမှရတာကြီးပေါ်လာတော့မှာလို့ခင်ဗျာဘာရမယ်ခင်တော့ပြောတော့ရွှေ့တဲ့ဘုဒ္ဓံကရပါအဲဒီလိုလည်းပြောသေးတယ်ဘူးရတဲ့ဘုဒ္ဓံကလည်းရပါကြီးစည်းဥစ္စာတွေတဲ့ဘုဒ္ဓံကလည်းရပါအဲ့ဒါဘာလို့ခင်တော့ပြောတော့ ပြောတတ်ပေါ့ဗျာပေါ့လေဒါအဲ့တော့ဒီလိုစီကြုံပြောတော့မယ်နော်လို့ရမယ့်ဟာလေးဟုတ်လို့ခင်ဗျာဘုဒ္ဓံလားမတန်လားလို့ခင်ဗျာခင်ဗျာချင်းချင်းကြီးခင်ဗျာကိုလေးကိုခင်ဗျာပြန်ရပါအဲ့ဒီကဒီလိုပြောလိုက်တယ်ကြတာအဲ့ဒါလို့ခင်ဗျာကိုလေးကိုခင်ဗျာပြန်ရပါလို့ဒီကပြောလိုက်တော့ အာဒါများခြင်းဆိုတာမျိုးပေါ့တကယ်တော့ကိုကို ကိုပြန်ရတာများခြင်းသံသလားဆိုတဲ့ဟာမျိုးပေါ့ဗျာနော် သူလည်းအဲ့လိုမျိုးလို့အာခန့်ငယ်ငယ်ဖြစ်သွားတယ်သူ့လာပြီးတော့သူနဲ့အတူပါလာတဲ့သူတွေတဲကကားမောင်းမှုတဲ့အရာမောင်းကြီးကလည်းထောင်တော်ဝေါမောင်းကြီးနဲ့အလုံးထယ်ကြီးလည်းတုတ်တုတ်ကြီးနဲ့ပါဆိုတဲ့သူကကျုပ်ဘက်ကိုလှည့် အဝင်ပေါက်ကနေပြီးတော့ခြေတော်နှစ်ချောင်းတွဲလောက်ချပြီးဘုဘက်လက်အတူလိုက်ပို့တဲ့သူပဲလေကျန်တဲ့ကလေးတွေကတော့သူနဲ့အတူတူကျုပ်ကလည်းပဲရှိခိုးတယ်ပေါ့လေရိုသေပေးလို့နေကြပါရဲ့အဲဒီလိုမျိုးလို့ခမည်းကိုပဲခမည်းကိုလေးကိုခမည်းပြန်ရမယ်လို့ပြောလိုက်တော့ဧဥမကြီးကငြိမ်းသွားတဲ့အခါကျတော့တားလို့တဲ့လူကပါပြောလို့ဘုဘက်လက်ပြီးတော့ခြေတော်တွဲလောက်ချနေတဲ့သူကအမေဟုတ်သားပဲလေမိကိုမိပြန်ရလာတယ်တားမေးလိုက်တော့ ဟင်းနဲ့အဲ့ဒီကကြာတော့သူလိုတာကတော့ကိုကိုကိုပြန်တွေ့ကိုကိုကိုပြန်ရပါဟုတ်တော့ကိုကိုကိုပြန်ရတာဟာကြည့်တဲ့ဘုဒ္ဓံရဲ့လားလို့ဆိုတာခင်ဗျားစဉ်းစားကြည့်နော်လို့ကျုပ်ကကြည့်တဲ့ဘုဒ္ဓံနာကိုပေးမှလို့ပြောတာလို့အခုကိုကိုကိုပြန်ပြန်ရရင်ကြည့်တဲ့ဘုဒ္ဓံမလားဘူးတကယ်တော့ကြွေကိုခင်ဗျားပိုင်ရတာခင်ဗျားကိုများခင်ဗျားမပိုင်ရင် အဲ့ဒီခင်ဗျားပိုင်ထားတဲ့ရွှေကိုခင်ဗျားပိုင်တာဟုတ်လို့လားပေါ့အဲ့ဒီလိုပဲငွေတွေနဲ့ပစ္စည်းပစ္စည်းတွေကိုလို့ခင်ဗျားရတယ်ဆိုလဲခင်ဗျားကိုခင်ဗျားမရရင်အဲ့ဒီပစ္စည်းပစ္စည်းတွေနဲ့ငွေတွေကိုရတဲ့သူကတကယ်ရတာဟုတ်ကလားလို့ဒီကတည်းကပြောအဲ့တော့နော်လို့ခင်ဗျားကိုခင်ဗျားရဖို့ရဟာသိအရေးကြီးတယ်ကိုကိုမကိုပြန်မရပဲနဲ့ ကိုကိုကိုမပိုင်တဲ့သူကဟိုဟာရိပိုင်ပါတယ်ဒီဟာရိပိုင်ပါတယ်လို့သူကသွားလုံနေပြီတွင်ကတော့အဲ့ဒါဟာတော့ဟုတ်ဘူးပြလို့အဲ့တော့နော်လို့ဟိုဟာရိဒီဟာရိကိုပိုင်ခြင်းနဲ့ဆိုရင်အဲ့ဒါဒီမပိုင်ခင်နံပါတ်1ကိုကိုလေးတော့ကိုပြန်ပိုင်ဖို့လိုတယ်ပြလို့အဲ့တော့နော်လို့ခင်ဗျားကိုခင်ဗျားကိုလေးကိုခင်ဗျားပိုင်ဖို့ရံအတွက်ပြုတ်သူ့ပေးလိုက်တာပဲဗျာလို့ကိုက အဲသူလည်းကဲဒီလောက်ဆိုရင်တော့ကျုပ်ပေးတဲ့သူလုံောက်ပါပြီသူတို့သူတို့ပြန်လှုပ်လိုက်ရတယ်ပေါ့ဗျာဒါသူလိုတာကတော့နော်အဲ့ဒီတယုံမကြီးဒါတယုံမကြီးမို့လို့မသိတာလို့မမှတ်ပေးနဲ့နော်သူတို့ကငါးပါးကြီးတွေလည်းတိတ်တိတ်ပဲပုံရှိဦးကြနော်ဒါနော်အခုနောက်တော့ပြောတယ်နိဗ္ဗာန်ပေါ့နော်ဒိဋ္ဌိဝိသိကိစ္စပြုတ်လို့ရတဲ့နိဗ္ဗာန်ဟုတ်ဘူးနော်ဒိဋ္ဌိဝိသိကိစ္စပြုတ်လို့ရတဲ့နိဗ္ဗာန်ကဘယ်လိုအားလုံးဆိုတဲ့အခါကျတော့ ဒုက္ခနဲ့လူဘယ်တော့မှအတူတူလို့မမှတ်တော့ဒုက္ခနဲ့လူဟာအတူတူလေလားလို့ဆိုတဲ့တန်တရားတော်သူဒီမှာမဝင်နိုင်တော့ဘူးအာလူကဘာမှမဟုတ်ဘူးပါလို့ဒုက္ခကတော့လူကိုဒုက္ခပေးတဲ့ဟာပဲပေါ့အဲ့တော့အဲ့ဒီဒုက္ခမရှိတော့တာဟာဒါတို့ဒုက္ခကြီးနေတာပဲလို့လူတင်းတင်းကလေးသူပြီးပါ လူနဲ့ဒုက္ခကိုမခွဲတတ်သေးပေလူနဲ့ဒုက္ခကိုကွာတော့မလုံနိုင်သေးပေမဲ့ပြောမစင်းတော့အနာတိသွားပြီယောဂါကိုတိသွားပြီလူမှာစွဲနေတယ်ယောဂါယောဂါတိသေးဆိုတာကြည့်ပါဘူးဆိုတော့ဘာခက်တော့လဲကြောက်မှာပေါ့နော်ဘာယောဂါပြင်းနေမှတော့မသိဘူးဆိုရင်တော့ဒီလူသေးဖို့ပဲပေါ့ဗျာနော်အခုလည်းပဲဟောဒီဒိဋ္ဌိဝိသိဒိဋ္ဌာဆိုတဲ့ကိလေသာကလေးသမှုရိယလေးကွာလိုက်တာကလူကိုလူပြင်းနေစင်စင်ကလေးတိသွားပြီ ကြံတာတွေကဧည့်သည်တွေကွာဒုက္ခတွေကဧည့်သည်တွေလို့ဆိုတာသိသွားပြီလို့ဆိုတဲ့အခါကျတော့ဒီဧည့်သည်တွေကိုကျုပ်ပြီးဆိုရင်မောင်းတော့ဖို့ပဲမဟုတ်လားဗျာနော်ဧည့်သည်တွေကနေတာကကြာပြီ၆နှစ်ပဲ၁၀နှစ်ပဲရှိပြီဆိုရင်မဲသူ့လေဧည့်သည်မှမတိကောင်ဖြစ်မှာနော်ဧည့်သည်ဖြစ်လို့လည်းအနေကြရင်လည်းဧည့်သည်မှမတိဘူးဗျာနော်ဧည့်သည်မှမတိဘူးလို့ဆိုလို့ရှိရင်ဧည့်သည်မှမတိအိမ်ထဲမှမတိဟောကိုကနေပြီးတော့ဖြစ်နေပြီဆိုရင် ကိုယ်ဒီမှာရှိနေတဲ့ဇီဝရေးကုံနာခန္ဓာလည်းပဲဘယ်သူကြောင့်ကုံနာမှမသိကိုယ်ကြောင့်ကုံနာမှမသိဖြစ်နေမှာမဟုတ်လားဗျာဘယ်တော့မှရှင်းလို့မရဘူးလို့ပြောကြတယ်အဲ့တဲ့ဟိုအဲ့တဲ့မှန်သိသွားပြီလို့ဆိုတဲ့သူကတော့သူလင်းညင်ရင်ဒီအဲ့တဲ့ရှင်းဖို့ပဲမဟုတ်လားဗျာနော်အဲအဲ့လိုမျိုးလို့ဖြစ်တဲ့အတွက်သူလွတ်မြောက်တာအဲ့တဲ့ကိုအဲ့တဲ့မှန်သိလို့မို့လို့သူကလွတ်မြောက်တဲ့သူပါလားဟုတ်နော်သူပြင်းဒီအဲ့တဲ့နဲ့ဘာမှမဆိုင်ပါလားဒုက္ခဆိုတဲ့အဲ့တဲ့နဲ့ဘာမှမဆိုင်ပါလားလို့ အဲဒီလိုမျိုးလို့သိတာဟာသူ့ရဲ့ဒါပထမဆုံးလွတ်မြောက်မှုတစ်ခုနိဗ္ဗာန်ပဲဗျာနော်အဲဒီနိဗ္ဗာန်ကိုအော်ကိုယ်ကိုယ်လေးကိုပြန်ရတဲ့နိဗ္ဗာန်လို့ဒါလေးခင်ဗျားတို့ဒါမှတ်ရမယ်ဗျာနော်အဲ့တော့မို့ရင်ကိုယ်ကိုယ်လေးကိုပြန်မရဘူးဗျာဒါအဲ့ဒါအဲ့ဒါဒါဒိဋ္ဌိဝိသိကိစ္စာဆိုတဲ့သမှုရကိုပယ်လို့လွတ်မြောက်တဲ့နိဗ္ဗာန်ဘယ်လိုပြောရမှာပေါ့နော်အဲ့တော့အဲ့ဒီနိဗ္ဗာန်ကိုခုနကတော့ဥညွှန်ရွှေလဲဖြည်တယ်ဥဦးနိုင်လဲဖြည်တယ် နောက်ဥတောင်းညာလည်းဖြေတယ်ဥပညာလည်းဖြေတယ်ဒါဥပညာဖြေလိုက်တာအတော်နိဒတ်တယ်လို့ပြောတာเนาะအတော်လေးဒါဘာဖြစ်လို့ဆိုတော့ဒိဋ္ဌိဝိသီကိစ္စကြောင့်ဖြစ်တဲ့ဒိဋ္ဌိဝိသီကိစ္စနဲ့လူဟာအတူတူမဟုတ်ဘူးလို့ဆိုတဲ့အတူတူလို့ဆိုတဲ့သိတဲ့အတိအဒါအပိငိမ့်သွားတာနိဗ္ဗာန်မှာပဲလို့ဘယ်လိုပြောရမလဲပြတာနောက်တစ်ခုနံပါတ်39ပေါ့ဗျာ နံပါတ်39ကခေါင်းပါတဲ့ကာမတဏ္ဍသမုဒိယပဲလို့ဒုက္ခလွတ်မြောက်တဲ့နိဗ္ဗာန်ကဘယ်လိုငြိမ်းချမ်းတာလဲတဲ့အဲဒါလည်းမနေ့တော့ပြောခဲ့ပြီးဖြစ်တဲ့အတွက်အလွန်သိမြင်ဖို့လွယ်ကူရလိမ့်မယ်လို့ထင်ပါတယ်ဗျခေါင်းပါတဲ့ကာမတဏ္ဍသမုဒိယဟာဘယ်လိုဖြစ်တာတုံးလို့မနေ့တော့မေးခဲ့ခေါင်းပါတဲ့တဏ္ဍသမုဒိယကဘယ်လိုဒုက္ခအသိနဲ့ပယ်ရမှာတုံးလို့လည်းပဲကျွတ်မနေ့တော့ဖြေခဲ့တယ်ဗျခေါင်းပါတဲ့တဏ္ဍသမုဒိယက ဘယ်လိုဒုက္ခကိုဖြစ်စေတာတော့ခေါင်းမတဲ့တဏ္ဍသမုဒိယကဘယ်လိုဖြစ်တာတော့အဲ့ဒီခေါင်းမတဲ့တဏ္ဍသမုဒိယကိုဘယ်လိုပယ်ရမှာတော့လို့ဆိုတာမျိုးကိုကျွတ်တော့တိပြီးဖြစ်တဲ့အတွက်အဲ့ဒီခေါင်းမတဲ့တဏ္ဍသမုဒိယပယ်လိုက်တဲ့အတွက်ငြိမ်းချမ်းတာကဘယ်လိုငြိမ်းချမ်းမှာတော့နိဗ္ဗာန်ဘယ်လိုဖြစ်တာတော့လို့ဒါကတော့တက္ကရာကံရဲ့နိဗ္ဗာန်ကိုကျွတ်တော့ပြောနေတာပါအတော်တိုင်းကပြောခဲ့တာကတော့ပထမဆုံးနိဗ္ဗာန်ဆိုတော့သောတာပန်ရဲ့နိဗ္ဗာန်ပြောတာပေါ့နော်အဲတော့သက္ကရာကံရဲ့နိဗ္ဗာန်ကိုဒီမှာမေးထားတယ်ဗျာ ခေါင်းပါတဲ့ကာမတဏ္ဍသမုဒိယပယ်လို့ဒုက္ခလွတ်မြောက်တဲ့နိဗ္ဗာန်ကဘယ်လိုငြိမ်းချမ်းတာတော့ဒါလေးလည်းပဲခင်ဗျားတို့ဒါရှင်းကြည့်ကြပါဦးလို့ဒီလိုပြောရမယ်ဗျာရှင်းကြည့်ကြပါဦးဒါဘယ်လိုသိကြမလဲ